မင်္ဂလာပါရှင်ဒီကနေ့ရနောက်ဆုံးရထိတ်တန်းသတင်းလေးကိုတင်ဆက်ပေးပါမယ် MND နဲ့စစ်ကောင်စီဆွေးနွေးပွဲသဘောတူညီချက်မရလို့လာရှုမျိုးလေးကြောင့်အန်ရဲ့တတိပေးတဲ့အကြောင်းတင်ဆက်ပေးပါမယ်တရုတ်အစိုးရရဲ့အစီအစဉ်နဲ့တရုတ်နိုင်ငံကုမင်းမျိုးမှာတွေ့ဆုံဆွေးနွေးနေတဲ့မြန်မာမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်နဲ့စစ်ကောင်စီဆွေးနွေးပွဲမှာသဘောတူညီချက်မရရှိပဲပြီးဆုံးသွားပြီးနောက်လာရှုမျိုးမှာလေးကြောင်းအန်ရဲ့တတိပေးချက်ကို MND ရဲ့လာရှုမျိုးပြန်လည်တူထောင်ရေးဆောင်ရွက်နေသူတောင်းကတတိပေးပါတယ်ဆွေးနွေးပွဲမအောင်မြင်မှုလို့တော့ကြားတာပဲဒါကြောင့်မလို့ပြည်သူတွေအနေနဲ့အတိ ကတော့လေကြောင်းအနေကိုဂရုစိုက်ကြပါလေကြောင်းတိုက်ခိုက်မှုမဖြစ်တာကြာပြီပဲဆိုပြီးပော့ပော့ဆဆမနေကြပါနဲ့အထူးဂရုစိုက်ကြပါစကားစအယူတွေရဲ့စိတ်ကမမှန်ကြလို့ပါလို့၎င်းကလူမှုကွန်ရက်မှာတစင်ပြောပါတယ် MND နဲ့စစ်ကောင်စီကကုမင်းမျိုးမှာမလ20နှစ်မှစပြီးတွဲဆောင်ခဲ့ပြီးနေမြေအုပ်ချုပ်ရေးနဲ့ပတ်သက်ပြီးညှိနှိုင်းမရတဲ့အခြေအနေဖြစ်နေကြောင်းသိရပါတယ် MND ကိုလာရှုမှာဆုတ်ခွာပေးဖို့စစ်ကောင်စီကတောင်းဆိုခဲ့တဲ့အတွက်ကြောင့်သဘောတူညီချက်မရရှိခဲ့ပေမဲ့ဆွေးနွေးပွဲမှာအောင်မြင်ခဲ့တာလို့ရှမ်းပြည်နယ်မြောက်ပိုင်းစစ်ရေးတရင်အ င်းရှင်းမြစ်တွေကပြောပါရယ် ။ဆွေးနွေးပွဲကအဆင်မပြေဘူး။ဒါဆိုလေကြောင်းကစိုးရင်ရတယ်တော်တော်လေးသတိထားနေရမှာဟုတ်တယ်။ဆွေးနွေးပွဲရလက်ကလည်းစစ်ကောင်စီလာရှုကိုပြန်ဝင်မလာရေးပဲအရေးကြီးတာလို့လာရှုမြို့ဒေသခံတအုပ်ကပြောပါရယ်။မလ20ရက်နေ့ညမှာဒေသခံအချို့က MNDA အနေနဲ့လာရှုမှာပြန်လည်မဆုတ်ခွာဖို့နဲ့တရုတ်အစိုးရရဲ့ဝင်ရောက်ဆွတ်ဖက်နေမှုတွေရပ်တန့်ပေးဖို့ပြောင်းကြားသဘင်ပြုလုပ်ခဲ့ပါရယ်။မြန်မာအရေးပေါ်တရုတ်အစိုးရရဲ့ဝင်ရောက်ဆွတ်ဖက်နေမှုတွေချက်ချင်းရပ်တန့်ရန်တောင်းဆိုတဲ့ဓာတ်ပုံစာသားတွေကိုမြို့နေရာချုံမှာလိုက်လံကတ်ခဲ့တာလည်းဖြစ်ပါရယ်။လာရှုမြို့မှာ MNDA အုပ်ချုပ်ရေးယင်းရများဆက်လက်လည်ပတ်နေပြီးလာမယ့်တကြံပွဲတော်ကိုလည်း CC ကကကျင်းပမှာဖြစ်ကြောင်း MNDA ဘက်ကသတင်းထုတ်ပြန်ထားပါတယ်။ MNDA ပြင်စစ်ကောင်စီကတရုတ်စိုးရရဲ့ဖိအားပေးမှုကြောင့်တောင်မြို့သားလူမျိုးရေးတပ်မတော် TNL နဲ့လည်းဆွေးနွေးခဲ့ပါတယ်။ TNL နဲ့စစ်ကောင်စီကပြီးခဲ့တဲ့ဖေဖော်ဝါရီလလည်းကကုမင်းမြို့မှာဆွေးနွေးမှုအဆင်မပြေခဲ့တာကြောင့် TNL ကဖေဖော်ဝါရီလ19ရက်မှာသတင်းထုတ်ပြန်ခဲ့ပါတယ်။အဲဒီနောက်နိုင်ပိုင်းကြမှာစစ်ကောင်စီကအနောက်ချုံမြို့ကိုပုံကျဲတိုက်ခိုက်ခဲ့ပါတယ်။ဒေသခံ3ဦး၊၄ဦးတ ရာရရှိခဲ့ပါတယ်။လက်ရှိကာလကမြောက်ပိုင်းညီနောင်တုံးဖွဲ့အတွက်အစံသက်ခံကာလဖြစ်ပြီးစီးလုံးညီညွတ်မှုနဲ့နားလည်မှုပုံမှုခိုင်မာအောင်လှုပ်ဆောင်သွားကြမယ်လို့မလ၁၇ရက်နေ့ကကျင်းပတဲ့ MNT ရဲ့36နှစ်မြောက်တက်မတော်နေခမ်းနာကို TNL နဲ့အရခတ် တက်တော်အင်ကသုံးဝန်လွှာပေးပို့ခဲ့ပါတယ်။ရင်ဆိုင်ရမယ့်စိန်ခေါ်မှုတွေကိုညီနောင်မဟာမိတ်ပြီးသားစွာနဲ့စူးစီးကြော်ဖြတ်သွားဖို့အမြင်အသိရှိရလို့ TNL နဲ့အင်ကအတည်ပြုထားပါတယ်။ ဆက်လက်ပြီးလူငယ်ရေးအာဏာရှင်အတွက်အသက်ပေးမလားတိုက်ထုတ်မလားရွေးချယ်ရမယ့်အချိန်ရောက်ပြီလို့မန္တလေး PTA တတိပေးတဲ့အကြောင်းတင်ဆက်ပေးပါမယ်။လူငယ်ရေးအနေနဲ့အာဏာရှင်အတွက်အသက်ပေးမလားအာဏာရှင်စနစ်စိုးကိုတွန်းလှန်တိုက်ထုတ်ရင်တိုက်ပွဲဝင်မလားဆိုရင်တကူးကူးကိုရွေးချယ်ရမယ့်အချိန်ကိုရောက်ရှိလာပြီဖြစ်ကြောင်းပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေး PTA ကတတိပေးထုတ်ပြန်ပါတယ်။ စစ်ကောင်စီကလူငယ်ရင်းကိုအတင်းအကျပ်စစ်မှုထမ်းစေပြီးအသေးခံတပ်သားတွေမွေးထုံနေတာအခုဆိုစစ်မှုထမ်းအပတ်စဉ်စနစ်ကိုရောက်ရှိလာပြီဖြစ်ကြောင်းစစ်ကောင်စီကအရှင်ကဂျီလန်နေလူငယ်တူမျိုးနယ်ရရှိတဲ့လူငယ်တူကိုပြစ်မှတ်ထားစုဆောင်နေရကနေအခုဆိုမန္တလေးလိုမြို့ကြီးပေါ်ကလူငယ်ရင်းကိုပါစစ်မှုထမ်းဖို့ပေါ်ပေါ်ထင်ထင်ကြီးညာမောင်းခတ်လာပြီဖြစ်ကြောင်းမန္တလေး PDF ကမလ24ရက်နေ့မှာတတိပေးပါတယ်မြို့နယ်အလိုက်ရက်ွက်အလိုက်မိသားစုလိုက်လူငယ်လူရွယ်တွေကိုအတင်းအကျပ်မဲနိုင်ရွေးချယ်ပြီးစစ်တနန်းပြီးရှီရန်ဖို့အသေးခံခိုင်းဖို့လှုံ့ဆော်နေတာဖြစ်ပြီးဒီလိုလုပ်နေတာကစစ်ကောင် ောင်စီကလူအရေးအတွက်များများစတိတဲ့နီးနဲ့သူတို့လူအနေနဲ့အချိန်ကိုဆွဲဆန့်နေတာလို့မန္တလေး PDF ကဆိုပါတယ်။နောက်ပြီးစစ်မှုထမ်းပတ်စင်ဆိုတာကလည်းအပတ်စင်စနစ်နဲ့တင်ပြီးသွားမှာမဟုတ်ပဲသူတို့လူတလောက်စတိုင်းလှုပ်ဆောင်သွားမှာဖြစ်လို့ဒီကိစ္စကကြီးလက်နေလူငယ်လူရွယ်တွေတင်တာမကမြို့နေလူငယ်ကြားမှမရွေးကြုံတွေ့လာနိုင်ရတဲ့ပေဒုက္ခတွေဖြစ်တယ်လို့မန္တလေး PDF ကထပ်မံတတိပေးပါတယ်။ဆက်လက်ပြီးလူငယ်တွေဖို့စစ်အာဏာရှင်လက်အောက်မှာအသက်ကိုစတိပြီးစစ်မှုထမ်းမလားဒါမှမဟုတ်တော်လိုင်းတပ်ဖွဲ့တွေနဲ့လက်တွဲပြီးဒီစစ်အာဏာရှင်စနစ်ဆိုးကိုတွန်းလှန်တိုက်တုံးမလားဆိုတာရွေးချယ် င်ကြဖို့လိုလာပြီလို့ဆိုပါတယ်။ အာနာရှင်အသက်ဆက်နိုင်ရင်းနဲ့လူတစုရဲ့အကျိုးစီးပွားကိုကာကွယ်ဖို့အတွက်အသက်ပေးတိုက်ပွဲဝင်မလားပြည်သူလူထုတရေလုံးကိုတက်ခပီးနေတဲ့အာနာရှင်စနစ်စိုးကိုတွန်းလှန်တိုက်ထုတ်ရင်တိုက်ပွဲဝင်မလားဆိုတဲ့လမ်းဆောင်လမ်းကွာကိုရောက်နေပြီလို့မန္တလေး PDF ကထုတ်ပြန်ပါတယ်စစ်အာနာရှင်လက်အောက်မှာစစ်မှုမထမ်းလို့တဲ့လူငယ်တွေစစ်အာနာရှင်စနစ်ကိုအမြင့်ပြတ်တွန်းလှန်တိုက်ထုတ်လိုက်တဲ့လူငယ်ကြားမှမရွေကိုလိုင်လဲစွာဖိတ်ခေါ်နေရလို့ပြည်သူကာကွယ်ရေးတပ်မတော်မန္တလေးကထုတ်ပြန်ထားပါတယ်စစ်ကောင်စီကဒီကနေ့မန္တလေးမြို့မဟာအောင်မြို့နယ်မှာမြို့နယ်လုံးကျောစစ်မှုထမ်းမဲနိုင်တာတွေပြုလုပ်နေ ပြီးလူငယ်များပြားရွေးချယ်ခံထားရပါတယ်။အာနာသိန်းစစ်ကောင်စီတပ်ကရန်ကုန်မန္တလေးအပါဝင်သူတို့ထိန်းချုပ်ထားတဲ့မြို့ကြီးတွေမှာစစ်မှုတန်းပေါ်လူငယ်အများပြားကိုဖမ်းဆီးနေပြီးတနင်္လာအတွင်းလူငယ်ထောင်ချီဖမ်းဆီးခဲ့ရမှာအခုဆိုရင်စစ်မှုရန်ပတ်စဉ်စနစ်ကိုရောက်ရှိနေပြီဖြစ်ပါတယ်။ အဓမ္မဖန်စီခံရပြီးစစ်မှုထမ်းခံသူတွေလည်းစစ်တပ်ကနေထွက်ပြေးနေပြီးတော့တော်လိုင်းဖွဲ့တွေထံသွားရောက်ခုလုံသူများပြနေပါတယ်။မန္တလေး PDF ရဲ့ထုတ်ပြန်ချက်မှာကိုရွေးချယ်တဲ့လမ်းကိုအဆုံးထိကိုပဲဆက်ရှာမှာဖြစ်တဲ့လို့ရွေးချယ်မှုမမောင်းရင်းဖို့လည်းလိုတယ်။ဒါကြောင့်စစ်အာဏာရှင်ကိုဖြုတ်ချဖို့ကျွန်တော်တို့စီပူးပေါင်းပါဝင်အားဖြည့်လဲပါလို့ဖိတ်ခေါ်ထားပါတယ်။ MDYBDF က2029စစ်စင်ရေးပထမပိုင်းဒုတိယပိုင်းတွေမှာတိုင်းရင်းသားတော်လှန်ရေးတပ်တွေနဲ့လက်တွဲပြီးစစ်ကောင်စီတပ်ကိုတိုက်ခိုက်ပြီးတော့စင်ကူးနောင်ချုံမိုးကုတ်မိုးမိတ်မျိုးစားတဲ့မြို့သိမ်းတိုက်ပွဲတွေကိုအောင်မြင်စွာဆင်နွှဲခဲ့ပါတယ်။စစ်စခန်း40ခန်းသိမ်းပိုက်ပြီးတော့မဒီယာမြို့နယ်အရှိချမ်းကိုလည်းထိန်းချုပ်ထားပါတယ်။ဆက်လက်ပြီးယုံကြည်ချက်တွေအပြည့်နဲ့လက်နက်ချလာကြပြီဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။အလံဖြူထောင်းလက်နက်ချတဲ့တလိနဲ့အသားချလာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကရခင်ကကြောက်ကြောက်နဲ့လက်နက်ချပေးမယ်။အခုချိန်မှာတော့အခွင့်အရေးပေးတာနဲ့လက်နက်ချဖို့ပြင်ဆင်ထားကြတယ်ဆိုတာ နာပခကြပြီးရဲ့နောက်ပိုင်းမှာထင်ထင်ရှားရှားတွေ့လာရပါတယ်။တက်တွင်းစီယုံမှုကိုအဓိကလုပ်နေရတဲ့စစ်တပ်ရဲ့ဝါနာပြန့်လုပ်ငန်းတွေကရှေ့တန်းကတပ်သားတွေကိုစီယုံလို့မရတော့ဘူးပြည်သူကြကနေစစ်မှုထမ်းပေါ်တာနဲ့ရှေ့တန်းရောက်ခဲ့တဲ့တပ်သားတွေကိုလည်းမရနိုင်တော့ဘူးစစ်တပ်ကဘလို့မှလိန်လို့မရတော့အောင်အမှန်တရားကိုသိနေကြသူတွေဖြစ်ပါတယ်။စစ်မှုထမ်းပေါ်တာကြောင့်တပ်ထင်းရောက်သွားမဲ့စစ်တပ်သဘောကိုသိနေတာကြောင့်ထွက်ပြေးလို့မရဖို့နေစဉ်အစီအစဉ်ဆွဲနေကြပါတယ်။တင်းနန်းကြောင့်မှထွက်ပြေးသူတွေဖမ်းဆီးခေါ်ဆောင်ချိန်တနက်လူထွက်ပြေးသူတွေနဲ့စစ်ကောင်စီတပ်ထင်းရောက်မသွားဖို့ကြိုးစားကြတယ်။ ရှေ့တန်းမှာလည်းအခွင့်ရတဲ့အချိန်တိုင်းရရလက်နဲ့ယူပြီးထွက်ပြေးနေကြတယ်။ရှေ့တန်းရောက်ခရင်လည်းစစ်တိုက်ဖို့တက်လွတ်လန်းရှာပြီးတွန်လိုင်းတက်တွေနဲ့ပူပေါင်းဖို့ကိုပူအားထုတ်ကြတယ်။စစ်မှုတန်းနဲ့ပေါ်တာဆွဲခံရပြီးရှေ့တန်းကထွက်ပြေးလာနိုင်သူတွေကိုလည်းတွန်လိုင်းတက်တွေကလူသားဆန်စွာကူညီပေးထားကြတယ်။တွန်လိုင်းရဲဘော်တွေကရှေ့မှာရင်ဆိုင်ပြီးရန်သူဖြစ်နေတိုက်ခိုက်ခဲ့ကြပြီးမြဲလေလက်နက်ချသူတွေကိုတော့အကိုကြီးညီလေးဆိုပြီးရင်းရင်းနှီးနှီးဆက်ဆံခဲ့ကြတယ်။ရန်သူဘက်ကလက်နက်ချပြီးအလင်းဝင်လာကြရင်ပြောနေတတ်ကြတယ်။တွန်လိုင်းရဲဘော်တွေဆိုရစစ်တပ်ရဲ့ဖိနှိပ်တာကိုမခံလွန်းလို့ ုက်ပွဲဝင်ကြပြီးမြက်လက်နက်ချပြီးတိုက်ပွဲတွေပြီးဆုံးသွားမှာကိုပို့ပြီးလိုလာသူတွေဖြစ်တဲ့ ်အာနာသိန်းနာကိုမလိုလားတာကြောင့်လက်နက်ကင်တိုက်နေတဲ့ရဲဘော်တွေကရန်သူမိတ်ဆွေရှင်းရှင်းလင်းလင်းတီးခဲ့ကြတယ်။ရန်သူကိုတိုက်ထုတ်ဖို့ပြပြတတရွေးချယ်ခဲ့ကြတယ်။လက်နက်ကင်လမ်းစဉ်ကိုမရွေးကြတဲ့ပြည်သူတွေကလည်းရန်သူနဲ့မိတ်ဆွေကိုကြွယ်ကြွယ်ပြပြတီးရှိနေကြတယ်။ရန်သူကိုလက်နက်ကင်မတိုက်ပေမယ့်မပူပေါင်းဖို့ကြိုးစားကြတယ်။မပူပေါင်းဖို့ကြိုးစားပေမယ့်အဖမ်းခံရပြီးစစ်တပ်အတွက်စတိုက်ပြီးနေရရင်လည်းထွက်ပြေးရမယ်ဆိုတဲ့နောက်ဆုံးလမ်းကိုရွေးထားကြတယ်။ဒီလိုကိုယ်တိုင်ရွေးချယ်ရမယ့်အခြေအနေတွေကိုသိလာတဲ့နောက်မှာတော့ပြင်ပတဲ့တဲ့အစမပြတ်စတဲ့ရင်ရှိတဲ့စစ်မြေပြင်ကစစ် ဲ့တီတွေကလည်းလက်နက်ချရင်အသက်ချမ်းသာရပြီဆိုတာသိနေကြပြီ။ဒါကြောင့်လည်းရှေ့တန်းမှာလက်နက်ချရင်တော်လိုင်းတက်တွေကအသက်ကိုမချိန်ချောက်တော့ဘူးဆိုတာယုံကြည်နေကြပြီ။တော်လိုင်းတက်တွေကရှန်သူဖြစ်ရှင်တိုင်းနေချိန်မှာပြစ်ခတ်နေပြီးမယ်။လက်နက်ချလိုက်ရင်မိတ်ဆွေဖြစ်ဆက်ဆံမအောင်သိနေကြပြီ။စစ်တပ်ကိုမကြိုက်လို့အလင်းဝင်လာတာကွာလို့အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နာပခါကိုအရကတတော်တိုက်ခိုက်နေစဉ်အတွင်းလက်နက်ချအလင်းဝင်တဲ့စစ်သားတယောက်ကကြွေးကြော်သွားပါတယ်။ ပြီးခဲ့တဲ့မလ၁၈ရက်နေ့က KAI နဲ့ပူပေါင်းတပ်တွေ၃ဘက်ဖြစ်ဖမ်းမိတဲ့စစ်ကောင်စီတပ်သားတွေကဖမ်းဆီးရခိုင်ချိန်မှာလဲကြောင်းရွနေခြင်းမရှိစိတ်သက်သာရာရနေတဲ့ပုံစံကိုအထင်သာတွေ့ရနိုင်ပါတယ်။တော်လိုင်းရဲဘော်တွေနဲ့စကားပြောဆိုနေရမှာလဲပုံမှန်လေးလေးနဲ့အေးအေးဆေးဆေးစကားပြောဆိုနေနိုင်ကြတာကိုတွေ့ရပါတယ်။တနက်တွင်ရောအကုန်မလာတာရှုပ်လို့ဆိုပြီးပြောခဲ့တဲ့စကားအရာတော်လိုင်းတပ်တွေတက်တနက်တွေယူလာပြီးရဲ့လို့ခံမှန်းလို့ရတယ်။ကျွန်တော်ကကြည်တော်မတက်ထားဘူးဆိုပြီးတော်လိုင်းတပ်ဖွဲ့တွေနဲ့တိုက်ခိုက်ဖို့ကြီးမထိုးထားဘူးလို့မမှန်ရရပြောသွားတယ်။ကြီးမထိုးထားဖက်တော်လိုင်းတပ်ဖွဲ့တွေကိုရှင် င်ဆိုင်ရဲတယ်ဆိုတာကလည်းတော်လိုင်းတပ်ဖွဲ့တွေကလူရန်ကားတွေမဟုတ်ပဲရန်ကုန်ကပြစ်ခတ်တယ်လို့အတင်းအကြပ်သိထားလို့ခံမှန်းလို့ရပါတယ်စစ်တပ်ရဲ့ဝါရာပြန့်တဲ့တွင်နဲ့တော်လိုင်းတပ်တွေကစစ်တုံးပန်းတွေကိုဖမ်းမိရင်အရှင်မထားဘူးဆိုတဲ့ဝါရာပြန့်တဲ့မောင်တွေကိုလည်းဘယ်သူမှမယုံကြည်ကြတော့ပါဘူးတရင်အမတွေတုံပြီးဝါရာပြန့်နေလဲအမှန်တရားကိုစစ်ကောင်စီတပ်သားတွေကတည်နေပြီးလက်နက်ချဖို့အရင်လိုမခတ်ခဲ့တော့ဘူးလက်နက်ချရင်အသက်ရှင်မယ်ဆိုတာတည်နေကြပြီးတိုက်ပွဲအချိန်ကြာလာတဲ့နောက်မှာစစ်ကောင်စီရဲ့တပ်သားဟောင်းတွေနေသွားပြီးလက်နက်ချဖို့အမှန်တရားကိုကွဲကွဲပြားပြား တည်နေတဲ့တပ်သားတစ်တွေပုံများလာနေပြီးတွန်လိုင်းတပ်တွေစီမှာယုံယုံကြည်ကြည်နဲ့လက်နက်ချသူတွေများလာတာကြောင့်စစ်ကောင်စီရဲ့တပ်တွေမှာလက်နက်ချရင်အသက်ရှင်မယ်ဆိုတဲ့ယုံကြည်ချက်ကခိုင်ခိုင်မာမာကြီးထွားလို့ရနေပြီလို့ခန့်မှန်းလို့ရကြောင်းတင်းမာဖော်ပြပါရှိပါတယ်ရှင်။